ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘူထက်ကြည့်ပါမန်စတီးတင်းတွေကိုအမြဲတင်ဆက်ပေးနေတဲ့မန်စီဖန်တယောက်ပါဗျအဲ့တော့ကျွန်တော်တို့ဒီနေ့မှာတော့မန်ချက်စတာစီးတီးတင်းရဲ့ဂရူမာတစ်ခွဲယူမှုအကြောင်းကိုဆွေးနွေးမှုပြုလုပ်သွားပေးခြင်းပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မန်စတီးတင်းကဂရူမာ၂ယောက်ဖြစ်တဲ့အဲရာဆန်ကောအိုဒီကာကလာမယ့်နွေရာရီမှာထွက်ခွာနိုင်ကြည်မြင့်မားနေလို့ပဲဖြစ်ပါတယ်အဲရာဆန်ကလည်းကျွန်တော်တို့ဒါသူ့ရဲ့အသက်အရွယ်အရဒါ sorry မှာငွေတွားရှာဖို့စိတ်ကူးနေပြီဖြစ်တယ်လို့အရန်ဂရူမာအိုဒီကာကလည်းကျွန်တော်တို့မန်စတီးတင်းမှာ ဒီပထမဘတ်ဝက်ထွက်ခွင့်ဂူရမနေရာအတွက်ထိုက်တန်နေတူမဟုတ်လို့လာမယ့်နေရာဒီမှာတော့နှစ်ယောက်လုံးပြောင်းရှေ့သွားနိုင်တယ်အဲ့တော့မန်စီတင်းနေနဲ့မဖြစ်မနေတော့ကျွန်တော်တို့ဂူရမကတော့ခေါ်ကူခေါ်မရတော့မယ့်အနေထားကိုရောက်နေဖြစ်တယ်ကျွန်တော်တို့အေရဆန်ရောမူရာရက်ဒီအိုဒီကာရောနှစ်ယောက်လုံးမထွက်ဘူးဆိုရင်တောင်ကျွန်တော်တို့တယောက်ကတော့ထွက်ဖို့လို့တေချာတလောက်ရှိနေတဲ့အနေထားမှာဂူရမတယောက်ကတော့မဖြစ်မနေကိုခေါ်ရတော့မှာအဲ့တော့ဒီဗီဒီယိုရဲ့အဓိကရွေချက်ကတော့ကျွန်တော်တို့ဘယ်ဂူရမတွေခေါ်တဲ့လဲဆိုတော့ အမြင်ကိုဆွေးနွေးသွားမှာပဲဖြစ်တယ်။အဲ့တော့ကျွန်တော်ပထမအဦးဆုံးအနေနဲ့ပြောချင်တာကဂရုမတယောက်ကိုလက်ရှိ modern ball long log မှာဆိုရင် blue နေသားကြီးကြည့်ကြလဲကောင်းမကောင်းဆုံးဖြတ်ကြလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဂရုမတွေအဓိကအဖြစ်ကျွန်တော်တို့သုံးချက်ကြည့်ကြတယ်ဗျာ။ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီလက်ရှိ modern ball long log မှာက ball long ကိုကျွန်တော်တို့ဂရုမတယောက်ရဲ့တာဝန်ရကိုဖမ်းဖို့ပဲ။ဒါပေမဲ့လက်ရှိ modern ball long log မှာတော့ကျွန်တော်တို့ကိုဖမ်းဖို့နဲ့မဟုတ်တော့ဘူးဗျာ။ sweeper keeper အဲဆွီပါကီပါပိုဇီရှင်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ဘောလုံးဖြန့်ဝေမှုပိုင်းဟိုဘောလုံးခြေတောင်းတဲ့ကစားမှုအပိုင်းပေါ့နော်ဂရုမာတယောက်ရဲ့တာဝန်ကလက်ကအဓိကဆိုပေမဲ့အခုနောက်ပိုင်းမှာတော့ကျွန်တော်ခြေတောင်းတဲ့ပါဘောလုံးကန်တက်မှာကျွန်တော်တို့ဂရုမာကောင်းတယောက်ဖြစ်လာမယ်လို့ပြောလို့ရရပေါ့နော်အဲ့တော့ကီပါဆွီပါ distribution လို့လည်းခေါ်ရပေါ့နော်ဘောလုံးဖြန့်ဝေမှုအပိုင်းပြီးလို့ရှိရင်ကျွန်တော်တို့ဂရုမာတယောက်ရဲ့အဓိကတာဝန်ဖြစ်တဲ့ဂိုးကောက်ဝေမှုအပိုင်းပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီ area box ထဲမှာကျွန်တော်တို့ဒီဘောလုံးတွေကိုအာဖြတ် ဖြတ်ပြီးတော့ဘာလို့လဲကျွန်တော်တို့ရှင်ပြီးတော့ဖမ်းတာမျိုးတို့ဒီတောင်မန်နီယာနေရာဖြတ်တဲ့ body မှာပုတ်ထုတ်တာမျိုးတို့ပြီးလို့ရှိရင်ကျွန်တော်တို့ဒီနောက်တန်းကစားသမားတွေကို comment ကောင်းကောင်းအမိန်ကောင်းကောင်းပေးနိုင်တာမျိုးပေါ့ဗျာအဲ့ဒါကိုပဲကျွန်တော်အဓိကထားပြီးတော့ကြည့်ကြတယ်အဲ့တော့ကျွန်တော်ခေါ်ယူခြင်းနဲ့ group မတွေကိုအဲ့သုံးချက်နဲ့ပဲကျွန်တော်အကဲဖြတ်သွားမယ်ဗျာပထမဦးဆုံးအနေနဲ့ကျွန်တော် cost out ချက်ကြည့်လဲအောင်ဒါပေါ်တိုတရင်ထဲမှာပဲကစားဘူးတဲ့ costa ကဒါသူရဲ့ပေါ်တိုအတင်းအတွက်ကောဒါ national အတင်းဖြစ်တဲ့ ပေါ်တူဂီအတင်းအတွက်ကော်ရတာမရှိမဖြစ်အရေးပါတဲ့ဂိုရမလို့ပြောလို့ရတယ်ဒါအရက်က6ပေနှစ်လက်မှဖြစ်ပြီးတော့ဗောနော်ဒါတို့တော်ကိုကောင်းတဲ့ဂိုရမလို့ပြောလို့ရတယ်ဗျာအဲ့တော့ software တုံးချက်နဲ့ပြန်ပြီးတော့ရှင်ကြည့်လိုက်ရမယ်ဆိုလို့ရှင်ဒါ sweeper distribution ပေါ့နော်တို့ keep sweeper keeper position ဖြစ်တဲ့ဒီ back guardiola ရဲ့ဂိုရမနေရာမှာကောင်းကောင်းကြီးကစားနိုင်တဲ့အခြေချင်းရှိအောင်တို့တွေးရတယ် ဘလုံးဖြောင်းဝင်မှုအပိုင်းမှာလည်းတော်တော်ကြီးကိုကောင်းတယ်ဒါခန်းစစ်ကနေပြီးတိုက်စစ်ကိုကူပြောင်းမှုလုပ်တဲ့နေရာမှာဆိုရင်လည်းဒါသူ့ရဲ့တိကျတဲ့ဘလုံးပေးပမှုတွေကကျွန်တော်တို့ဘာပဲဖြစ်ဖြစ်ဒါတိုက်စစ်ပိုင်းတွေကတော်တော်ကြီးကိုကောင်းမယ်လို့ပြောလို့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒါကိုယ်မတရားရဲ့အဓိကတာဝန်ဖြစ်တဲ့ဂိုးကောက်ွယ်မှုအပိုင်းမှာဆိုရင်လေတော်တော်ကြီးကိုကောင်းတယ်အထူးသဖြင့်ကျွန်တော်တို့1% 1တွေ့ရအနေထားလေးများမှာဆိုလို့ရှင်ဒါဒီကိုရမကကောင်းကောင်းကြီးကိုကောက်ွယ်နိုင်တာတွေ့ရတယ်ညလုံးထဲမှာညီကိုတို့မြင်လွယ်အောင်ပြောလို့ရှင်ကျွန်တော်လပပူကအလေးစင်လို့ပေါ့ဗျာ ဝမ်ပဇက်ဝမ်ကာဝယ်မှုအပိုင်းတွေမှာတော်တော်ကြီးကိုကောင်းတဲ့အနေအထားရှိတယ်ပြီးတော့ကျွန်တော်တို့ဒါဟိုဘယ်လိုပြောရမလဲအတင်းကိုကဲတင်ပေးနိုင်တဲ့ကာဝယ်မှုမျိုးတွေလည်းလုပ်နိုင်တယ်ဟိုဂိုးပြီလို့ထင်ထားတဲ့အနေအထားမျိုးမှာအခုခက်ခက်ခဲပုတ်ထုတ်လိုက်တာမျိုးတွေလည်းမကြာခဏကျွန်တော်မြင်တွေ့ရလေးရှိတယ်ပေါ့နော်အဲ့တော့ကော့စတာကနှစ်ချက်ပေါ့နော်ဒီ distribution ဘိုင်းမှာလည်းကောင်းတယ်လို့ကျွန်တော်တို့ဒီဂိုးကာဝယ်မှုအပိုင်းပေါ့နော် short stop ပြီးမှမှာလည်းတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ် ပြီးနောက်ဆုံးတစ်ချက်ဒါ area ထဲမှာဟိုကောင်းကောင်းအမိန်ပေးနိုင်မှုနဲ့ဒါဖြတ်တင်ဘောတွေလာလို့ရှင်ထူးတစ်ပြင်းဒီပြတ်တန်ဘောတွေကနေကျွန်တော်တို့လွတ်တဲ့ကန်ဘောတွေကန်လိုက်လို့ရှင်ကျွန်တော်တို့ ဒီထွက်ထွက်ဖမ်းလာတဲ့နေရာမှာလည်းတော်တော်ကြီးကိုကောင်းတယ်လို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်မန်စီတင်းအတွက်ကတော့အလိုအဆုံဂိုရမာအလိုချင်းဆုံဂိုရမာကိုပြပါဆိုလို့ရှိရင်တော့ဒီပေါ်တိုတင်းလင်းဂိုရမာကော့စတာဝယ်ပြလိမ့်မယ်အတက်ကလည်းခုမှ25ပဲရှိသေးတာဆိုတော့ကျွန်တော်ဂိုရမာတယောက်အတွက်ကတော့အနည်းဆုံး5 6နှစ်9နှစ်လောက်ကတော့ကောင်းကောင်းတုံးနိုင်တဲ့အတွက်ရခဲ့မယ်ဆိုရင်တော့ကျွန်တော်အနေနဲ့ပို့ပြီးတော့ကျင်းတဲ့အဲ့တော့နောက်ထပ်တယောက်လောက်ကြည့်လေအောင်ဗျအဲ့တော့ဘန်ဘီကာဂိုရမာထရူပဲဘန်ဘီကာဆိုတာကကျွန်တော်တို့ကိုဘယ်လိုပဲဖြစ်ဖြစ်ကိုကောင်းကောင်းကြီးကိုကျွန်တော်တို့အယောင်းဝယ်အစီအပြေတဲ့ ဟို player အတင်းနေတဲ့မှာပါတယ်လို့ပြောလို့ရရပေါ့နော်ဒါ room D ရဲ့ဆိုလို့ရှင်လဲကျွန်တော်တို့ Messi တင်းကနေပြီးခေါ်လိုက်တာရွှေဖြစ်လာတယ်ပေါ့နော်အဲ့တော့ Mimica အာကစားသမားတွေတော်တော်များများကျွန်တော်တို့စီမှာဂျင်းဖြစ်သွားတဲ့ကစားသမားဆိုတာရှားပါတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီဒီကိုရမာ true win ကိုကျွန်တော် တွားပြီးကြည့်လိုက်တော့ခါကျတာသူက Ukraine နိုင်ငံသားဗျသူရဲ့နာမည်ပြောင်းက Ukrainian War ဆိုပြီးတော့ကျွန်တော်တို့နာမည်ပြောင်းရထားတယ်ပေါ့ဗျာပြောရမယ်ဆိုတော့ Ukraine ဥဒရာင်းလို့ပြောလို့ရတယ်ဗျာဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင်ကျွန်တော်အရက်က 6ပီနဲ့6လက်မတော့ရှိရယ်စဉ်းစားကြည့်လိုက်ရွာအရှေကြီးအရှေကြီး6ပီ6လက်မတယ်ခင်စဉ်းစားကြည့်လိုက်ဂိုးထဲမှာခင်ရက်နေုံနဲ့သူနည်းနည်းလေးသူများအဲ့လောက်ရွှေ့စရာမလိုဘူးဗျနည်းနည်းလေးအားဆက်လိုက်နေရာယူမှန်လိုက်တာနဲ့သူ့ကိုဂိုးတွင်းဖို့ခတ်သွားရယ်အဲ့ဒါကြောင့်သူ့ကို Ukraine Order Dying ဆိုပြီးတော့ကျွန်တော်နာမည်ပြောင်းပေးခံထားတာပေါ့နော်အဲ့တော့ ဒီဖြန့်ဝေမှုအပိုင်းမှာဆိုလို့ရှင်လေဒီကောင်လေးကတော်တော်ကိုကောင်းတယ်လို့ပြောလို့ရတယ်ဗျာဒီဘောလုံးပေးပို့မှုတွေဒီခြေအောင်နဲ့ကောင်းကောင်းကစားနိုင်မှုတွေမှာတော်တော်ကြီးကိုကောင်းတယ်ကော့စတာလောက်တော့ကျွန်တော်သဘောမကျပါနဲ့တူဒီလည်းကျွန်တော်တို့ကောင်းတဲ့အထက်မှာပါတယ်လို့ပြောလို့ရတယ်ပေါ့နော်ပြီးရင်ဒီဂိုးကာဝေမှုအပိုင်းပေါ့နော်ဂိုးကာဝေမှုအပိုင်းမှာဆိုတော့တည့်ရတိုင်းပဲသူ့ရဲ့အရက်ကအရှိကြီးဆိုတော့ဗျာနဲလောက်ကလေးအားဆိုင်လိုက်တာနဲ့အချိန်ညဟိုဘယ်လိုပြောလဲသူများတက်အာခေါင်းတလုံးပူနေလို့ပြောလို့ရတယ်ပေါ့ဗျာအဲ့တော့ ဝမ်ပဇက်ဝမ်အနေထားတွေရောကျွန်တော်တို့ဒီဒီ area ထဲမှာဒီ ခေါင်းတိုက်ဘရယိုရှင်ပြီးတော့ဟိုထွက်ဖမ်းတာတွေရောပေါ့နော်ဒါကြီးကတော်တော်ကိုကောင်းတယ်ပြီးလို့ရှင်ဒီနောက်တန်းနေကိုကျွန်တော်တို့ဒီညွှန်ကြားမှုပေးရနေမှာဆိုရင်လည်းတော်တော်ကောင်းတယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့အနစ်ကျုံဆိုလိုက်ရလို့ရှင်ကျွန်တော်တို့ဒီ Mercedes အတွက်ဒီနှစ်ယောက်ထဲကတယောက်ကိုရလိုက်ရင်တော့ကျွန်တော်တို့နောက်5-6နှစ်လောက်အတွက်ကတော့မစိုးဘူးလို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ Guardiola ဆက်ရှိနေမယ်ဆိုရင်ဒီကစားသမားနှစ်ယောက်ရဲ့ဘောလုံးကစားဆွမ်းရည်အများကြီးတိတဲ့ပိုတိုးတက်လာမယ့်အနေအထားလည်းရှိတယ်အဲ့တော့ Costa, Tomahawk ကျွန်တော်တို့ဒီ true pin ကိုရလိုက်မယ်ဆိုရင်တော့ကျွန်တော် man city တင်းကကိုရမနေအတွက်စိတ်ချရမယ်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဘယ်ကစားမလိုက်ရောက်မယ်ထင်လဲကျွန်တော်ရဲ့ video လေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကျေးဇူးတင်ပါတယ်ညီကိုတို့နောက်ထပ် video တွေမှာပြန်တွေ့ပေဗျာ